တရုတ်ကြားဝယ်မှုရလဒ်ဖြစ်တဲ့စစ်တပ်နဲ့တအောင်းတက် TNLA တို့ရဲ့အပြည့်အသဘောတူလီကြရာ TNLA ကထိန်းချုပ်ထားတဲ့ပတမယာမီမိုးကုငယ်မိုးမိတ်မျိုးတို့ကိုစစ်တပ်လက်ထဲလွှဲပေးရတော့မှာဖြစ်ပါတယ်။ကိုကတက် MNDAA ကလာရှိုးမျိုးကိုစစ်တပ်လက်ထဲလွှဲပေးချိန်တရုတ်ကစောင့်ကြည့်စစ်ဆေးခဲ့တယ်လို့မိုးကုအခြေအနေလိုလေတရုတ်ကစောင့်ကြည့်နေတယ်လို့ရှမ်းပြောင်းအရေးလေ့လာသူတချို့ကပြောပါတယ်။ စစ်တပ်နဲ့အပြည့်အသဘောတူညီချက်ထက်ပြီးနောက်မှာပဲလွှဲပြောင်းရေးလုပ်ငန်းစဉ်ရဲ့တာမိုးကုတ်မိုးမိတ်မြို့တင်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လိုင်းရဲ့စက်တင်နဲ့ဒေတာအခြေဆိုင်စက်တီကို TNNA ကတွေ့ဆုံခဲ့ပါတယ် TNNA နဲ့အတူပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လိုင်းရဲ့တပ်တချို့ကတော့မျိုးတွေစစ်တပ်လက်ထဲမပေးရရေးစက်ကာကွယ်သွားမယ်ဆိုပြီးကြေညာချက်တွေအတီးတီးထုတ်ပြန်ခဲ့ကြတာပါ TNL နဲ့တော်လိုင်းရဲ့တပ်တချို့တွေတွေ့ဆုံပွဲတွေမှာ မြို့တွေစောက်ရည်ထိန်ရည်ပဲရည်နဲ့ပတ်သက်ပြီးတလို့အချက်တွေကို TNL ကြီးဆွဲပြီးညှိနှိုင်းဆွေးနွေးခဲ့ပါတလေဘယ်အဖွဲ့တွေနဲ့ဆွေးနွေးထဲလဲ TNL ကသူ့ရဲ့ထိန်းချုပ်နယ်မြေထဲမှာပဲမိုးကုတ်ခြေပြုလှုပ်ရှားတဲ့တပ်ဖွဲ့၅ဖွဲ့အထက်မင်းအကိုခေါ်ယူတွေးဆခဲ့ရလို့ TNL နဲ့တွေးဆခဲ့တဲ့တော်လန်ကြီးတပ်ဖွဲ့နှစ်ခုက BBC ကိုအတည်ပြုပါရယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မန္တလေး MDY PDF မိုးကုတ်ပြူဟာ မောကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအမှတ်933တဲ့ရင်းနဲ့ပြည်သူ့လူမျိုးရေးတပ် PLA အပအဝင်မောကုံအခြေပြုလှူရှားနေတဲ့တပ်တချို့နဲ့နှစ်နေရခွဲပြီးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ TNL နဲ့တွေ့ဆုံခဲ့တဲ့တပ်တချို့ကအမျိုးသားညီညွတ်ရေးဆိုရရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံတပ်ရင်းတွေဖြစ်သလိုတချို့တပ်တွေကလည်း MOD ရဲ့စစ်အေးကိုကဲမှုအောက်မှာရှိတဲ့တပ်ဖွဲ့တွေဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲတွေကို TNL ရဲ့အထွေထွေအသွင်းမူတားပုံကျော်နဲ့စစ်ဦးစီးချုပ်တားဟိုပလန်ညိုကဥဆောင်ဒီဆွေးနွေးခဲ့ကြတယ်လို့တော်လန်ရဲ့အဖွဲ့ရင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့ကအတည်ပြုပါတယ်အမီမဖော်လို့တဲ့တော်လန်ရဲ့တစ်ဖွဲ့တစ်ဖွဲ့ရဲ့ပြောရေးဆိုရေးခွင့်စီစဉ်တူတော့နမ်ဆန်မှာအဖွဲ့တချို့နဲ့တွေ့တယ်တချို့အဖွဲ့တွေကိုတော့နံပါတ်2ကိုခေါ်တွေ့တယ်လို့ BBC ကိုနိုဇမ်ဘာတတိယအပတ်ထဲမှာပြောပါတယ် TNL နဲ့တွေ့ဆုံခဲ့တဲ့အဖွဲ့တွေတဲကမိုးကုတ်ပါကာဖမိုးကုတ်ဘျူဟာ မန္တလေးမြို့နယ်ပြည်သူ့ကာဝေးရေးအဖွဲ့ပါကာဖအမှတ်933တက်ရင်နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်အပါဝင်မိုးကုတ်ချီပြုတ်လှူရှားနေတဲ့တပ်တချို့နဲ့နှစ်နေရာခွဲပြီးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရေးအဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့ကအတည်ပြုပါတယ်။အမည်မ follow တဲ့တော်လိုင်းရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ပြောရေးဆိုရေးခွင့်ရှိသူတဦးတော့နမ်ဆမ်မာအဖွဲ့တချို့နဲ့တွေ့တယ်။တချို့အဖွဲ့တွေကိုတော့နမ်မတူကိုခေါ်တွေ့တယ်လို့ BBC ကိုနှိုးဝင်ပါတတိယအပတ်ထဲမှာပြောပါတယ်။ TNL နဲ့တွေ့ဆုံခဲ့တဲ့အဖွဲ့တွေကမိုးကုတ်ပကဖမိုးကုတ်ဖြူဟာနဲ့ MDY PDF တပ်ဖွဲ့စတဲ့အဖွဲ့တွေကတော့ TNL နဲ့စစ်တပ်တို့အဖြစ်အပျက်နောက်မှာပဲထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစက်ပီးကာကွယ်ဖို့တော်လန်ရေးအင်အားစုတွေနဲ့လက်တွဲပူးပေါင်းဆောင်ရွက်ထားမယ်လို့ထုတ်ပြန်ထားပါတယ် TNL ကထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်တာနဲ့ထိုးစစ်စင်တာတွေမလုပ်ဖို့ မိုးကုတ်မိုးမိတ်စတဲ့မျိုးနှမျိုးကိုပြန်ပေးမယ်ဆိုတဲ့ action နဲ့စစ်တပ်နဲ့အပိရဲ့သဘောတူညီခဲ့လာဖြစ်ပါတယ်။2023ခုနှစ်အောက်တိုဘာ28ရက်ကစတင်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမြောက်ပိုင်းညီနောင်တုံးပွဲဖော်ဆောင်ခဲ့တဲ့10 29စစ်စင်ရေးပထမပိုင်းမှာ TNL ကမိုင်းလုံမိုင်းငော့မင်းတုံနံပါတ်2နမ်ဆန်းနမ်ခန်းနဲ့ကွက်ခိုင်မြို့တွေကိုတိုင်းပိုက်ခဲ့ပါတယ်။2024ခုနှစ်ဇွန်လမှာစတင်ခဲ့တဲ့ရှမ်းမန်းစစ်စင်ရေးလို့ခေါ်တဲ့ ကစန်နစပ်ခုံစစ်စင်ရေးဒုတိယပိုင်းမှာတော့ TNL ကရှမ်းမြောက်ကနှောင်းချိုးကြောက်မဲတီဘောမိုးမိတ်နဲ့မန္တလေးတိုင်းထက်ကမိုးကုံမြူတွေကိုထိမ့်ချိုခဲ့ပါတယ်စစ်တပ်နဲ့ TNL တို့အပိယသဘောတူညီချက်ထွက်လာမခင်လပိုင်းအတွင်းမှာလည်းနှောင်းချိုးကြောက်မဲတီဘောမြူတွေကိုစစ်တပ်ကပြန်ပြီးထိမ့်ချိုခဲ့ပါတယ်မိုးကုတ်မိုးမိတ်ပါဝင်စစ်တပ်ထိမ့်ချိုမှုအောက်မှာရောက်သွားတဲ့မြို့တွေဟာ30 20ခုစစ်စင်ရေးဒုတိယပိုင်းမှာ TNLA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ခဲ့တဲ့မြို့တွေဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကွမြို့ကို TNLA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်ဇွန်လနောက်ဆုံးအပတ်မှာတင်းယူခဲ့တာဖြစ်ပါတယ်။မိုးမေမြို့ကတော့2024ခုနှစ်ဇွန်လနောက်ဆုံးပိုင်းမှာ TNLA နဲ့တော်လရဲတပ်တွေကအပိတပ်ထိန်းချုပ်ထည့်ပါတယ်။ဘာဒီဆွေးနွေးခဲ့လေ TNLA ဘက်ကဆွေးနွေးပွဲမှာစစ်တပ်ကိုမြို့တွေပြန်လွှဲရေးလုပ်ငန်းစဉ်အစီအပြီးအောင်တော်လန်ရေးတပ်တွေဘက်ကကူညီကြဖို့စကားအစားခဲ့တယ်လို့ဆွေးနွေးပွဲမှာပါခဲ့တဲ့တော်လန်ရေးတပ်ပိုင်ဝင်တူကပြောပါရတယ် ဒါအပြင် TNL ကရှမ်းမြောက်တိုက်ပွဲတွေအတွင်းကုညီထောက်ပံ့ပေးထားတဲ့လက်နက်ဆိုင်ရာကိစ္စတွေကိုလည်းဆွေးနွေးပွဲတွေမှာထပ်သွင်းဆွေးနွေးခဲ့တယ်လို့ BBC ဆက်သွယ်မေးမြန်းခဲ့တဲ့တော်လိုင်းတပ်ဖွဲ့နှစ်ခုကထုတ်ပြောပါရယ်တော်လိုင်းတပ်တချို့စီ TNL ဘက်ကငားရမ်းထားတဲ့လက်နက်တွေကိုအပိုင်လွှဲပေးတယ်လို့အတိပေးတယ်ဆိုပြီးတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါရယ်လက်နက်ငားရမ်းမှုနဲ့ပတ်သက်လို့အရင်နှုန်းကတော့ငားထားတာပါဆိုတာမျိုးအတိအကျပြောခဲ့တာအခုကျတော့အပိုင်ပေးတယ်ဆိုပြီးချွေတည်တဲ့သဘောပေါ်လို့သူကဆက်ပြောပါရယ်အလာဒူစစ်ကော်မရှင်တက်တွေကိုမိုးကုတ်နဲ့မူးမီးမြို့တယ် ခေါ်သွင်းလာချိန်မှာလည်းတော်လိုင်းရေးတပ်တွေအနေနဲ့တိုက်ခိုက်မှုတွေမလုပ်ဖို့ဆွေးနွေးပွဲမှာတောင်းဆိုခဲ့တယ်လို့မိုးကုတ်ချေဆိုင်တယန်တဟုရဲ့တာဝန်ရှိသူတဟုကပြောပါတယ်စစ်တပ်ပြောင်းမလာတဲ့အချိန်တော်လိုင်းရေးတပ်တွေကိုမြို့ပင်ပွင့်ကုန်းတွေမှာပဲနေရာယူခိုင်းစေခြင်းတယ်လို့ TNL ကပြောတဲ့အကြောင်းသူကဖွင့်ပြောပါတယ်ဆိုလွင်းကကျော်စစ်တပ်နဲ့ TNL တို့နဲ့သဘောတူညီတတ်မှတ်ထားတဲ့ရအတွင်မြို့အလွယ်ပြောင်းလုပ်ငန်းစဉ်တွေပြီးမှတိုက်ပွဲပြန်ဖော်စေခြင်းတဲ့သဘောလို့သူကဆက်ရှင်းပြပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာပဲ TNL ကစစ်တပ်ကိုမိုးကုန်းနဲ့မူးမိတ် မြို့ထဲခေါ်သွင်းလာမှာဖြစ်ပြီး လုံယုံရဲ့အနေနဲ့နှစ်ရက်အချီစောင့်ချက်ပေးမဲ့အကြောင်းကိုလည်းထပ်ပြီးအတည်ပြုခဲ့တယ်လို့သူကထပ်ပြောပါတယ်။ PNL နဲ့တွေ့ဆုံခဲ့တဲ့အဖွဲ့ထဲမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL နဲ့ပါဝင်ပြီးနိုဝင်ဘာ1ရက်နန်းစံမြို့မှာတွေ့ခဲ့တယ်လို့ PNL နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကအတည်ပြုပြောပါတယ်။ PNL ဟာမိုးကုန်းနဲ့မိုးမိတ်မြို့တိုင်းတိုက်ပွဲဒီမှာ TNL နဲ့ပူပေါင်းတိုက်ပွဲဝင်ခဲ့ပြီးမန္တလေးတိုင်းတဲကတပိတ်ချင်းမတရားတိုက်ပွဲတွေမှာလည်းတော်နေတပ်တွေနဲ့ပူးပေါင်းပါဝင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကတော့ TNLA နဲ့တွဲဆုံမှုမှာ TNLA ဘက်ကကြုံတွေ့နေရတဲ့အဖတ်ဖတ်ကအခက်ခဲအကျက်တဲတွေကို ရှင်းပြခဲ့လေလို့ BBC ကို November 19ရက်မှာပြောပါလေစစ်တပ်ရဲ့လေကြောင်း PLA တိုက်ခိုက်ခံရနေရှိတယ်ဘယ်နယ်မြေကလူထုထီထီလူထုကလူထုပါပဲနော်ပီတရုတ် PR တွေလည်းရှိတယ်တောက်မခံနိုင်တော့တဲ့အဆုံးအပြစ်ရက်လိုက်ရတာပေါ့လို့ရဲဘော်နီနီကျော်ကပြောပါတယ် DNA ထီချုထားတဲ့ရှမ်းမြောက်ကဒေသတွေကိုစစ်တပ်ကလေချောင်းကနေ PRP တိုက်ခိုက်ကြတွေအကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်လို့လက်အလိုက်သတင်းစာရှင်းလင်းပွဲဒီမှာ DNA လေးကဖော်ပြခဲ့ပါတယ်။မိုးကုတ်မြို့ကတော့ဒီနှစ်လယ်ပိုင်းမှာစစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုတန်းကိုမကြာခဏကြုံခဲ့ရသလိုအဲ့ဒီတိုက်ခိုက်မှုကြောင့်လူအစုလိုက်အပြုံလိုက်တေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ဒါအတင်းတီယောကလည်း2020ချစ်စစ်စင်ရေးတွေအတွက် DNA လေးရဲ့ထိုင်းချုံနေမြေတွေထဲ ်ကုံစီစည်းစိမ်မှုတွေပြတ်တောက်အောင်နေဆက်ကုံသွယ်ကိတ်တွေကိုတိဖြစ်ခဲ့ပြီးကုံတင်သွင်းတင်ပို့တာတွေကိုလည်းကန့်တတ်ခဲ့ပါတယ်အလားတူတရုတ်ကြားဝင်မှုကြောင့်စစ်တပ်နဲ့ကိုကန်တပ် MNDAA တို့ရဲ့အပိယတ်သဘောတူညီမှုထွက်လာနောက်ပိုင်းမှာလည်းကိုကန်တပ်အနေနဲ့ TNL အပါအဝင်မဟာမိတ်တပ်တွေကိုစီရရာကူညီခွင့်မရှိတော့တာကြောင့်လက်နက်ခဲရက်နဲ့စီအီးဖော်ဆောင်တဲ့အပိုင်းဒီမှာပိုပြီးအကြက်ရက်ခဲရလေလို့ TNL နဲ့နှိဆက်တဲ့တင်းရင်းမြစ်ကအစောပိုင်းကတည်းကပြောခဲ့ပါတယ် မိုးကုန်းနဲ့မိုးမိတ်ပါစစ်ဖြစ်နေလဲဆိုတာကစစ်တပ်အနေနဲ့မိုးကုန်းမြို့ကိုပြန်ပြီးလက်လွယ်ထိမ့်ချုံမယ်ဆိုတာကြောင့်မိုးကုတ်ဒေသခံအများစုမြို့ကိုစွန့်ခွာပြီးတိမ်းရှောင်နေကြတယ်လို့မိုးကုတ်ဒေသခံတချို့ကပြောပါတယ်စစ်တပ်ပြန်ဝင်လာတဲ့နောက်မှာတိုက်ပွဲပြန်ဖြစ်လာမှာကိုစိုးရိမ်လို့ဖြောင်းရွှေနေကြတာလို့မြို့ခံတအုပ်ကပြောပါတယ်မိုးကုတ်မြို့ခံကောက်သမားတချို့ကတော့မိုးကုတ်ကနေမန္တလေးနဲ့လာရှိုဘက်ကိုရွေ့ပြောင်းနေကြတာလို့ပြောပါတယ် ပြောင်းရွှေ့နိုင်တဲ့ငွေရရှိတဲ့သူတွေကတော့ပြောင်းကုန်ကြပြီးမရွှေ့နိုင်မရွှေ့ခြင်းပဲဆက်နေခြင်းတဲ့ဒေသခံတွေလည်းရှိတယ်လို့ကာသမာတဦးကဆိုပါတယ်တဖက်မှာလည်းစစ်တပ်နဲ့အပိတ်ရသဘောတူညီပြီးနောက် TNL ရဲ့ခရိုင်စင်အုပ်ချုပ်ရေးအဖွဲ့ကနေမိုးကုတ်မြို့ပေါ်ရက်ကွက်တွေကအုပ်ချုပ်ရေးမှုတွေကိုလည်းခေါ်ယူတွဲဆောင်တာတွေလုပ်ခဲ့တယ်လို့အုပ်ချုပ်ရေးမှုကချွတ်နဲ့နီးစပ်တူတဦးကအစောပိုင်းကတည်းကပြောထားပါတယ်အဲ့ဒီတွဲဆောင်ခွဲကလည်း TNL က တက်တွေနဲ့ဌာနဆိုင်ရာအဖွဲ့ဝင်တွေမိုးကုံမြို့ကနေနှွေမာတတရားအပါမှာစုတ်ခွာမယ်ဆိုပြီးအတိပေးခဲ့တယ်လို့သူကပြောခဲ့ပါတယ်။လက်ရှိမှာတော့ TNL တပ်တွေကတော့မိုးကုံနဲ့မိုးမိတ်မြို့တွေထဲမှာဆက်ရှိနေပြီးဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေကတော့စတင်ပြောင်းရွှေ့နေပြီလို့မြို့ကတချို့ကပြောပါတယ်။ဒါပေမဲ့မိုးကုံမြို့ထဲကဂေါ်ကွင်းအပါဝဲကြောက်လုတ်ကွက်တချို့မှာ TNL ကကြောက်တိုးတာတွေဆက်လုံနေတုံးပဲလို့ကြောက်လုတ်ကွက်မှာတူဖော်ရေးလုပ်နေတဲ့အူက BBC ကိုပြောပါတယ်။ တရက်မပြောင်းဆက်တိုင်းတူးလို့ရရင်သူတို့ TNL ကို9ရက်ပေးရတယ်တူးတွေတို့က3ရက်ပေးရတယ်လို့ BBC ကိုနိုဝင်ဘာ20ရက်မှာ ပြောခဲ့ပါတယ်ဒါပေမဲ့စစ်တပ်နဲ့အပိတ်ရပ်ပြီးနောက်ပိုင်းမှာတော့ TNL ကဒေတာကန်တချို့ကိုပါယရနာတွင်တချို့မှာကြောက်တူးခွင့်ပြုထားတယ်လို့မိုးကုတ်မြို့ကလုပ်ငန်းရှင်တဦးက BBC ကိုပြောပါတယ်ကြောက်ဆက်တူးနေတယ်လုပ်ငန်းတွေကိုအခွင့်ကောက်ခံတာတွေလည်းဆက်လုပ်နေတော့မယ်လို့သူကပြောခဲ့ပါတယ်ဆွေးနွေးပွဲနောက်ဆက်တွဲမိုးကုတ်မြို့နယ်ပကဖရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကတော့ TNL တက်တွေအနေနဲ့မိုးကုတ်ဒေတာကတက်မဟာတွေကိုနိုဝင်ဘာတတိယအပတ်အတွင်းရွှေ့ပြောင်းနေရာချတာတွေလှုပ်လာတယ်လို့ဆိုပါတယ်တော်လရင်တက်တွေနေရာယူထားတဲ့ဗျူဟာကုန်းတွေဆိုလည်းသူတို့ TNL ကအင်အားမြန်မြန်နဲ့လိုက်ထိုင်နေတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်ဒီလိုတက်မဟာအရွှေ့ပြောင်းလောက်တာတဲ့အပြင်တော်လရင်တက်တွေတက်ဆွဲတဲ့နေရာတချို့ကိုအင်အားပိုတိုးချပြီးတက်ဆွဲတာမျိုးလောက်လာတာက TNL အနေနဲ့တော်လရင်တက်တွေကိုစောင့်ကြည့်ပြင်ဆင်နေပုံရတယ်လို့သူကထောက်ပြပါတယ် မိုးမိတ်မြို့မှာတော့ TNLA တပ်ရဲ့အင်အားတချို့မြို့တဲကနေစွတ်ခွာတာတွေစလုံနေပြီးလို့မိုးမိတ်ခြေဆိုင်တော်လန်ကြီးတပ်ဖွဲ့တစ်ခုကပြောပါတယ်မိုးမိတ်မြို့နယ်ထဲမှာဒေတာအခြေဆိုင်တပ်တွေအပြင် TNLA ကချင်လွတ်လပ်ရေးတပ်မတော် KNA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA PLA အဖွဲ့တွေအပြင် NUG တရင်တွေစတဲ့အဖွဲ့ပေါင်းစုံလှုပ်ရှားနေတာဖြစ်ပါတယ်ရှမ်းမြောက်စစ်ရေးလေလာတုံးတက်တူတူကတော့မိုးမိတ်ကတော့တပ်ပေါင်းစုံလှုပ်ရှားနေတာဖြစ်တယ် TNL အနေနဲ့စစ်တပ်ကိုခေါ်သွင်းဟာမယ်ဆိုရင်မိုးကုတ်ထက်ပိုပြီးခက်ခဲနိုင်တယ်လို့မှတ်ချက်ပြုပါတယ်။တစ်ဖက်မှာလည်းမိုးကုတ်ခြေပြုတ်တပ်တွေကို TNL ကခေါ်ယူတွေ့ဆုံတာတွေလုပ်ပြီးနောက်ပိုင်းမှာတော်လိုင်းရေးတပ်တွေမိုးကုတ်ကနေစုတ်ရမယ့်အခြေအနေတွေမြင်လာရတယ်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိလာပါတယ်။ တော်လန်ရဲ့တပ်ဖွဲ့တွေနဲ့တွေ့ဆုံမှုတွေလုပ်တဲ့ရပိုင်းအတွင်းမှာတည်းနယ်လေကစစ်တပ်နဲ့လာရှိုးမြို့မှာထပ်မံတွေ့ဆုံခဲ့ပါတယ်။အပိယလက်မှာထိုးပြီးနောက်ပိုင်းမှာထပ်မံတွေ့ဆုံကြတာဖြစ်ပြီးမိုးကုံနဲ့မိုးမိန်မြို့လိုကနေဘလို့ဆုတ်မဲစစ်တပ်ကဘလို့ဝဲမဲဆိုတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြတာလို့တည်းနယ်လေနဲ့နှိဆက်တဲ့တင်းရင်းမြစ်ကဖွင့်ပြောပါတယ်။ NUG ရဲ့ကာကွယ်ဝင်ကြီးဌာန MOD ရဲ့လည်းအဖွဲ့ဝင်၈ဦးပါတယ်။မိုးကုံမိုးမိန်စစ်စင်ရေးစီဦးစီးအဖွဲ့ကိုနိုဝင်ဘာလထဲမှာပဲဖွဲ့စည်းလိုက်တယ်လို့ MOD နဲ့နှိဆက်တဲ့ စေရဲတရင်ရင်မြစ်တူက BBC ကိုပြောပါတယ်။အဲဒီစေဦးစည်းအဖွဲ့ကနေမိုးမိတ်မိုးကုတ်မြို့တွေကိုဘလို့ဆက်ပြီးဆောင်ရမလဲဆိုတာကိုတော့ BBC က NUG ကိုဆက်သွယ်မေးမြန်းနေစေအထက်ပါတယ်။ PLA ကတော့မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကိုဆက်ပြီးကာကွယ်မဲ့အခြေအနေနဲ့ပတ်သက်လို့တဖက်ဖွဲ့ရဲ့အခြေအနေနဲ့လူထုအခြေအနေကိုစောင့်ကြည့်ပြီးမီးစင်ကြည့်ကဟိုလိုတယ်လို့ BBC ကိုပြောပါတယ်။အလားတူမြေပြင်မှာတိုက်ပွဲဖော်ဆောင်မယ်ဆိုရင်စီရဲဖြူဟာတွေကြိုတင်ချမှတ်ဖို့လိုသလို့ မင်ဘာစစ်တပ်ရဲ့တာလွန်နီးပညာတွေနဲ့လေကြောင်းကနေတိုက်ခိုက်လာမဲ့အခြေအနေတွေကိုလည်းတွဲစားထားဖို့လိုတဲ့အကြောင်းသူကပြောခဲ့ပါတယ်။ဒါပေမဲ့ PLA ပါဝင် BBC ဆက်သွယ်ခဲ့တဲ့နောက်ထပ်မိုးကုတ်အခြေစိုက်ဒေါ်လန်ရဲ့တပ်ဖွဲ့နှုတ်ဖွဲ့ကိုလည်းမိုးကုတ်နဲ့မိုးမိတ်မြို့ထဲစစ်တပ်ပြောင်းဝင်လာမဲ့အခြေအနေနဲ့ပတ်သက်လို့တိုက်ပွဲဖော်မလားစုတ်မလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။ဒီမေးခွန်းကိုတော့ PLA နဲ့ဒေါ်လန်ရဲ့တပ်ဖွဲ့နှုတ်ဖွဲ့ကဖြေဆိုဖို့ညှင်းခဲ့ပါတယ်။မြို့တွေကိုကာကွယ်မဲ့လို့ပြောတာကစကားလဲလှတယ်လို့အားပေးတဲ့အနေနဲ့လွဲတယ် တကယ်မကနိုင်ဘဲနဲ့ပြောရင်တိုက်ပွဲဖိအားတွေကိုလူလူကခါးစီးခံရလိမ့်မယ်လို့ရဲဘော်နင်းနေကျော်ကပြောပါတယ်